င်းဝင်ကြီးချုပ်ခေါင်းတသင်းရှင်နဝက်ဟာလက်ရှိမှာတရားရေးနဲ့နိုင်ငံရေးပြဿနာတွေနဲ့ရင်ဆိုင်နေရတာကြောင့်ဖြူထိုင်းပါတီကိုအနေရဖြစ်လာစေနိုင်တယ်လို့ကြမ်းကျင်သူတွေကသုံးသပ်နေကြောင်းဘန်ကောက်ပို့စ်မှဖော်ပြခဲ့ပါတယ်။တသင်းဟာအမှုများစွာနဲ့ရင်ဆိုင်နေရတာကြောင့်ထောင်နဲ့နှစ်ရှည်ချမှတ်ခံရပွဲရှိနေပါတယ်။ကြမ်းကျင်သူတွေကတော့တသင်းဟာလမ်းမိတ်ထွေထွေရွေးကောက်ပွဲကာလထက်ကြော်လွန်ပြီးအချင်းချခံရပွဲရှိနေတဲ့ဖြင့် ဖြူချိုင်းပါတီရဲ့ညွှန်ပေါင်းအစိုးရအဖွဲ့ဦးဆောင်နိုင်စွမ်းကို ထိခိုက်စေလိမ့်မယ်လို့တုံးသက်ထားကြပါတယ်။နိုဝင်ဘာ18ရက်ကသက်စင်နဲ့သူ့ရဲ့မိသားစုဟာအကြီးစားထိုးနှက်ချက်နှစ်ခုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ပထမတစ်ခုမှာအစိုးရရှေ့နေတွေကသက်စင်ဟာတော်ဝင်အတရေဖြစ်မှုဆွဲချက်တွေမှာတရရသေးလွတ်ပေးခဲ့တဲ့တရားရုံးရဲ့ဆုံးဖြတ်ချက်ကိုအယူခံဝင်မယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။ဒီအမှုမှာသက်စင်ဟာ2015ခုနှစ်က တောင်ကိုရီးယားသတင်းစာတစောင်းနဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ ထိုင်းမင်ရင်မိသားစုကိုဝေဖန်တဲ့မှတ်ချက်တွေပြောကြားခဲ့တာနဲ့တော်ဝင်အသရေဖျက်မှုဆွဲချက်တွေနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ဒုတိယတစ်ခုမှာတရားရုံးချုပ်ကသက်စင်အားဘတ်စက်ခွန်တသက်မှ6ဘီလီယံအခွန်ပေးဆောင်ဖို့စီရင်ချက်ချခဲ့တာဖြစ်ပါတယ်။2006ခုနှစ်ကသက်စင်ရဲ့ရှင်ကော်ကုမ္ပဏီရှယ်ယာတွေနဲ့ ဆက်နွယ်ပြီးအခွန်ဆောင်ဖို့တရားရုံးချုပ်ကအမိန့်ချခဲ့တာဖြစ်ပါတယ်။အစောပိုင်းစီရင်ချက်တွေမှာတဆင်ဟာအသာရခဲ့ပေမဲ့လည်းတရားရုံးချုပ်ကဒီစီရင်ချက်တွေကိုပလက်ခဲ့ပြီးတဆင်ရဲ့အမှုမှာအခွန်ဌာနရဲ့အခွန်လေ့လာဆန်းစစ်ချက်ဟာတရားဝင်မှုရှိကြောင်းကြေညာခဲ့ပါတယ်။အဲ့ဒီလိုတရားရေးပြဿနာတွေဟာဖြူထိုင်းပါတီရဲ့ရွေးကောက်ပွဲပြင်ဆင်မှုတွေကိုအားနည်းစေနိုင်ပြီးဖြူထိုင်းပါတီအတွင်မှာဩဇာကြီးမားတဲ့နိုင်ငံရေးသမားတွေဟာပါတီမှထွက်ခွာပွဲရှိကြောင်း နိုင်ငံရေးလေလာသုံးသက်သူပီချိုင်းရန်နာတီလာက နာပူကတ်ကပြောကြားခဲ့ပါတယ်ဖြူချိုင်းပါတီရဲ့ဩဇာကြီးမားတဲ့နိုင်ငံရေးသမားတွေဟာလာမယ့်ရွေးကောက်ပွဲမှာနောက်တစ်ကြိမ်ပြန်လည်ရွေးကောက်ခံရဖို့အခွင့်အလမ်းနှဲပါနေမှာကိုစိုးရိမ်နေကြတယ်လို့သူက ဆိုပါတယ်လူမှုသဘောထားကောက်ယူမှုစစ်တမ်းတွေမှာလည်း ဖြူထိုင်းပါတီရဲ့လူကြိုက်များမှုနှုံဟာကြဆင်းနေပြီးလမ်းမိတ်ရွေးကောက်ပွဲမှာလွတ်တော်နေရ90ဒါမှမဟုတ်60ကိုသာအနိုင်ရရှိလိမ့်မယ်လို့ဖော်ပြထားပါဗျ။